ပူဇော်တော်ညိုမိသားစုရဲ့ကထင်အောင်ပွဲတရားတော်ဆိုပြီးတော့တရားဟောအောင်မယ်။ကြတရားဟောမယ်ဆိုတဲ့အခါကျတော့အနုမောဒနာတရားဝမ်းမြောက်ကြောင်းတရားအတိပေးကြောင်းတရားဒီလိုဟောရတာပဲ။အဲအဲ့တော့ဝမ်းမြောက်ကြောင်းတရားအနေနဲ့ကတော့သာသနာတော်ကိုဤကဲ့သို့အဲသိမ်းမောင်းကလေးကျော်လူရန်တဲ့အတွက်ကြောင့်ဝမ်းမြောက်တယ်တာဓုခေါ်တယ်ပေါ့။ ကြံတဲ့တက္ကရာတက္ကမတရားလည်းပဲဒီအလူကိုကြားသိပြီးတော့ဝမ်းမြောက်ကြမှာပဲတာဓုခေါ်ကြမှာပဲဒါအနုမောဒနာပြုတာအဲ့တော့အဲ့လိုလှူတဲ့အတွက်ကြောင့်သာသနာကနေပြန်ပြီးတော့အတိပေးတဲ့အနေနဲ့တရားဆိုတာဖြစ်လာတာအဲတက္ကရာတက္ကမတရားပစ္စည်းဝတ္ထုနဲ့လှူဒန်းကြတဲ့အခါမှာဆရာတော်တွေတန်ခါတွေဘက်ကနေပြန်ပြီးတော့ဓမ္မလက်ဆောင်ပြန်ပေးရတယ်အဲ့ကြောင့်ခင်ဗျားတို့ဓမ္မလက်ဆောင်ပေးမယ်ဆိုတဲ့ခါကျအတိပေးတရားပါပဲ အတိပေးတရားဆိုတာကျွတ်တော်မြတ်စွာဘုရားသာသနာတော်မှာဒီသာသနာတော်ကြီးနဲ့ကြုံကြတဲ့လူတွေဟာလေးမျိုးသောကောင်းမှုကိုမဖြစ်မနေပြုရမယ်တဲ့ကောင်းမှုဘယ်နှမျိုးပြုရမှာလဲတော့ပထမကောင်းမှုကကထိန်လျာသင်္ကန်းလှူဒန်းမှုရမယ်တဲ့အဲ့ဒီကထိန်လျာသင်္ကန်းဆိုတာအ ਨੇ ဆုံးယဟန်၅ပါးရှိမှလှူရတာ ခုဒီမှာမြန်မာနိုင်ငံမှာယဟန်နေအများကြီးရှိတယ်ဆိုတဲ့ခါကျတော့ဒီကထိန်မြာသင်္ကန်းကိုအောင်းအောင်လှူလို့ရတယ်အဲ့ဒါသာသနာကွယ်သွားပြီဆိုလို့ရှိရင်ယဟန်မရှိရင်အဲ့ဒါကထိန်မြာသင်္ကန်းလှူလို့မရတော့ဘူးနောက်သိမ့်မရှိလို့ရှိရင်လည်းကထိန်မြာသင်္ကန်းကိုလှူလို့မရတော့ဘူးအခုယဟန်နေလည်းရှိတယ်သိမ့်နေလည်းရှိတယ်ဆိုတော့အဲ့ဒီကထိန်မြာသင်္ကန်းကိုဒါလှူဒန်းကြတာအခုဒါအောင်းနေပေါ့ ဒီအောင်းအောင်းတော့ဆရာတော်တွေဆက်လုပ်ရတယ်ခင်ဗျားတို့ကကထိန်လျာသင်္ကန်းဆိုပြီးတော့လူရမ်းလိုက်တယ်သင်္ကန်းသင်္ကန်းနာမည်ကိုရှေ့ကနေကထိန်လျာဆိုတဲ့စကားလုံးလေးပါတယ်ကထိန်လျာဆိုတာကထိန်ခင်းဖို့ရာအတွက်ယာထားသောသင်္ကန်းကိုကထိန်လျာသင်္ကန်းလို့ခေါ်တယ်ဒါကထိန်ခင်းဖို့ရာယာထားတာခင်ဗျားတို့ကကထိန်ခင်းဖို့သင်္ကန်းကိုလှူလိုက်တာယာထားပြီးတော့လှူလိုက်တာတပည့်တော်ဒါကထိန်လျာသင်္ကန်းဖြစ်နေယာထားပြီးတော့အရှင်ဘုရားတို့က လှူလိုက်ပါလေဗျာဆိုပြီးရှောက်လိုက်တော့ဩဒါကထိန်အတွက်ရာထားတဲ့ကထိန်လျာသင်္ကန်းပဲဆိုပြီးတော့အကျွတ်တော်အမှတ်သွားပြီးတော့အကျွတ်တော်မြတ်စွာဘုရားဟောထားတော်မူတဲ့တရားတော်ဝိနည်းတရားတော်နဲ့လျော်ညီစွာကထိန်ခင်းရကထိန်ခင်းတယ်ဆိုတာယဟန်တော်ဒီတန်ဃာတော်တွေကခင်းရတယ်။ဒိန်ထဲမှာသွားခင်းရတယ်၅ပါးရှိမှခင်းရတယ်ပေါ့။ဒါပါတော့၅ပါး နော်၅ဝါရှိမှခင်ရတယ်ဆိုတာဒါဒီကထိန်အတွက်ရာထားတဲ့သင်္ကန်းကိုတိမ်နဲ့ယူသွားယူသွားပြီးတော့ကတိနာရဟထိုက်တော်မူတဲ့သံဃာကိုဒါကမဝါစာနဲ့ပေးပြီးတော့ကထိန်ခင်းရတာကဲဒါကြောင့်ကထိန်ခင်းတယ်ဆိုတာဒါမြတ်စွာဘုရားသာသနာတော်အတွက်မှတိမ်လည်းရှိမှယဟန်လည်းရှိမှပြီးတော့ဒီကထိန်လျာသင်္ကန်းဟာအလုံးမတန်ပဲယဟန်တော်တွေအတွက်အကျိုးများတယ်ခင်းလိုက်တယ်ဆိုတာဟာပြတ်အောင်လုပ်လိုက်တာပဲ ။မြတ်စွာဘုရားကိုတတ်မှတ်ထားတဲ့နေရာမှာအဋိဋ္ဌံပြုပြီးတော့ဝါတွန်း၃လပတ်လုံးနေကြလို့ပြောတာအဲ့ဒါဝါဆိုကြလို့ဘာသာပြန်ကြတယ်။ဒီတော့ကိုတတ်မှတ်ထားတဲ့နေရာမှာဝါတွန်း၃လပတ်လုံးအဋိဋ္ဌံပြုပြီးတော့နေလိုက်တာအဲ့ဒါဝါဆိုတယ်လို့ခေါ်တယ်။ဧအလိုကိုတတ်မှတ်ထားတဲ့နေရာမှာအဋိဋ္ဌံပြုတ်ပြီးတော့ဝါရုံ၃လပတ်လို့နေတဲ့ကိုတော်တွေကိုဘုရားကဆု၅မျိုးချတယ် ဲ့ဒါတိတ်ခါပေါ့၅မျိုးအဲ့ဒါกินလို့ခွင့်ရှိတယ်ပေါ့အဲ့ဒါဘယ်လောက်ထိအောင်ရအောင်ဆိုလို့ရှိရင်ဝါကျွတ်တဲ့နေရာနေစပြီးတော့တစောင်းမုံလာပြီးနေထိအောင်ရတာဝါကျွတ်တဲ့နေရာနေစပြီးတော့တစောင်းမုံလာပြီးနေထိဆိုတော့တလပေါ့အဲ့ဒီတလကိုကထိန်နေရာသင်္ကန်းလှူဒါန်းတဲ့တကားတွေတကမတွေရှိတယ်ဆိုလို့ရှိရင်ကထိန်လျာသင်္ကန်းနဲ့ ကထိန်ခင်းလိုက်တဲ့အတွက်ကြောင့်အဲ့ဒီအကျိုးတရားကလည်းခင်းသွားပြန့်သွားပြီးတော့တပေါင်းလာပြီးနေထီအောင်ရောက်သွားတယ်။ကဲယဟန်တော်တွေမှာအကျိုးတလရရတာနေဘလောက်ရသွားတော့၅လထီအောင်ရသွားတယ်။အကျိုး၅ပါးရတာ။အဲ့ဒါကိုကထိန်ခင်းတယ်လို့ခေါ်တယ်။အေးဒါကြောင့်မလို့ခင်ဗျားတို့အနေနဲ့ကထိန်လျာသင်္ကန်းလူတန်းရတာဟာသာသနာတော်မှာလူတန်းရတာဖြစ်တဲ့အတွက်ကြောင့် သာသနာပြုကောင်းမှုဖြစ်တယ်ဒီသာသနာပြုကောင်းမှုအလှကြီးဥတော်ဖြင့်ငါတို့ဘဝအသက်ရှင်နေတော့မှလှူဒန်းမှုအောင်လှူဒန်းမယ်ဆိုပြီးတော့အဲ့ဒါအားခဲပြီးတော့လှူကြတာပဲဒါခမရဘဝမှာမှတ်တမ်းထိုးလို့ရတဲ့ကထိန်အလှူတော်ကြီးအောင်းသွားပြီဘုရားသာသနာနဲ့လဲကြုံတဲ့လူလဲဖြစ်တယ်ဘုရားဘာသာလဲဖြစ်တယ် တရာတရားလည်းရှိတယ်ဆိုတဲ့လူဟာဒီကထိန်လျာသင်္ကန်းကိုလှူဒန်းဘူးအောင်လှူဒန်းရတယ်အဲ့ဒါအောင်ပြီပေါ့ဒါကထိန်လျာသင်္ကန်းလှူဒန်းဘူးအောင်လှူဒန်းရမယ်ဆိုတဲ့အစီအစဉ်တခုအောင်သွားပြီနောက်ဘာလို့ရအောင်မလဲဆိုလို့ရှိရင်ကြောင်းလည်းလှူဒန်းဘူးအောင်လှူဒန်းရတယ်တဲ့နော်ကြောင်းဆိုတာယဟန်တော်တွေတရင်သုံးပြီးတော့ကိုယ်စိတ်ကိုကြောင်းပြီးတော့နေကြလာဘယ်ဟိုကြောင်းတာလုံးဆိုတော့ နိဗ္ဗာန်ရောက်တဲ့အထိကြောင်းရတာရှေ့ကစကလုံးတစ်လုံးရှိတဲ့ထိမ့်နေဆိုအကုသိုလ်မဖြစ်အောင်ထိမ့်ကုသိုလ်ဖြစ်အောင်ကြောင်းနိဗ္ဗာန်ရောက်တဲ့အထိအောင်ကြောင်းရတာဖြစ်တဲ့တဲ့ကြောင်းအဲ့ဒီမိမိတို့စိတ်ကိုထိမ့်ပြီးတော့နေတဲ့နေရာမိမိတို့စိတ်ကိုသီလသမာဓိပညာတို့ဖြင့်ကြောင်းတဲ့နေရာကြီးကိုကြောင်းလို့ခေါ်တယ်အဲ့ဒါအသောဦးကြီးကိုကြောင်းဆောင်ကြီးပေါ့အဲ့ဒါအဝင်းဝိုင်းကြီးဆိုကြောင်းဝင်းကြီးကြောင်းဝိုင်းကြီးလို့ခေါ်တယ် အစိတ်ကိုထိန်းတော်မူကြတဲ့ကိုယ်တော်တွေနေတဲ့နေရာစိတ်ကိုကြောင်းတဲ့ပုံကိုယ်တွေနေတဲ့နေရာပေါ့အဲ့ဒါမလို့ကြောင်းလို့ခေါ်တယ်အေးအဲ့ဒါကိုလည်းပဲကိုယ်စိတ်ကိုအကောင်းဆုံးနိဗ္ဗာန်ရောက်အောင်ထိန်းကြောင်းနိုင်ကြတဲ့ယဟန်နေတန်ဃာတွေနေတဲ့ကြောင်းအလှူကြီးကိုလည်းပဲသာသနာတော်ရောက်တဲ့အခါမှာလှူဒန်းဖို့အောင်လှူဒန်းရတယ်တဲ့ကဲကြောင်းအလှူလှူဘူးတယ်မလားလှူပါတယ်ခင်ဗျာမြေကြီးနာကြောင်းလည်းလှူဘူးတယ်လေကျန်တဲ့ကြောင်းတွေလည်းလှူဘူးတယ်မလားအေးဒါကြောင့်အဲငါ အဲ့ဒါလူဖြစ်တုံးမှာဗုဒ္ဓဘာသာဖြစ်တုံးမှာတရားတရားရှိတဲ့လူတယောက်အဖြစ်နဲ့ငါအကြောင်းအလှူကိုလည်းလှူဒန်းမှုပြီဆိုပြီးတော့အဲ့ဒါဝမ်းသာပေါ့ကိုဘဝကိုတွေးပြီးတော့ငါဒါတွေလှုပ်မှုတယ်ဒါတွေလှုပ်မှုတယ်ဆိုပြီးတော့ဝမ်းသာရတယ်အဲ့ဒါနံပါတ်1ကကထိန်လျာသင်္ကန်းလှူဒန်းမှုအောင်လှူဒန်းရတယ်နံပါတ်2ကအဲ့ဒါအကြောင်းအလှူကြီးကိုလှူဒန်းမှုအောင်လှူဒန်းရတယ် နံပါတ်3ကတော့ရှင်ပြုအလှူကြီးကိုလှူဒန်းဖို့အောင်လှူဒန်းရတယ်တဲ့။ကဲရှင်ပြုဘူးလား။ပြုဘူးပါတယ်ခင်ဗျာ။ဘယ်နှကြိမ်ပြုဘူးတာတော့၃ကြိမ်ရှိ။၃ကြိမ်ပြုဘူးတယ်တဲ့။ကဲသားလေး။ဘယ်တော့လဲပြုတယ်ခင်ဗျာ။ရုပ်ပွားတော့လည်းပြုကြ။အဲအဲ့ဒါမှတ်ထားပေါ့။ကိုယ်လှူတယ်မှတ်တာကိုယ်ကနေကိုတွေးပြီးတော့ဝမ်းသာပြီးတော့ပြောနေပေါ့။ဟုတ်တယ်မလား။เออဟုတ်ပြီရုပ်ပွားတော်ကြီးလည်းလူဘူးတယ်တဲ့လယ်ပြင်ကပြေခွက်ကြီးရောင်းပြီးတော့လှူတာတဲ့မှတ်မိပါတယ်เนาะခင်ဗျာပြောပါဦးကျော်လည်းမှတ်မိပါတယ် အဲ့ဒီမြေကရောင်းတော့ဘယ်လောက်ရလားတရားဖေ။တရားရဖေ။ဖခင်ကြီးကပူဇော်တာဘယ်လောက်တော့ဖခင်ကြီးကလည်းတရား။အဲကဲအဲ့ဒါဆိုညီနဲ့ဖခင်နဲ့လဲလိုက်ရတာပေါ့နော်။ဟုတ်တယ်မလား။ကဲသာသနာပြုတဲ့အနေနဲ့ဖခင်တကာလည်းလှုပ်ဖူးတယ်။ဟုတ်တယ်မလား။ဟုတ်ပါဗျာ။အကြောင်းတကာလည်းလှုပ်ဖူးတယ်။အခုရှင်ပြုတဲ့ရှင်တန်ရကလည်းလှုပ်ဖူးတယ်။ဒါကြောင့်ရှင်ပြုတဲ့အလှူဆိုတာလည်းပဲသာသနာတုံးမှာပဲလှုပ်ရတာလေ။အဲ့ဒါ ယဟန်ရှိမှရှင်ပြုလို့ရတာကိုယဟန်မရှိရှင်ပြုလို့မရဘူး။ဒါကြောင့်ရှင်တာယကရှင်တာယကမှာအဖြစ်လည်းပဲအဲ့ဒါသာသနာတော်မှာလူဖြစ်တဲ့အခါမှာလူဖြစ်ကြိုးနှံ့အောင်သာသနာတော်ကြီးနဲ့တွေ့ကြိုးနှံ့အောင်ပြုရတယ်တဲ့အဲ့ဒါရှင်ပြုအလှူဖြစ်နိုင်ရင်ကိုပါတော်မှယဟန်ခံရှင်ပြုရတယ်တဲ့ခမရကိုရင်ဝတ်ဖူးလားကိုရင်ဝတ်ဖူးလားဘယ်လောက်ကြာဝတ်ဖူးတာတော့နှစ်ဝါနှစ်ဝါ အဲနော်နှစ်ဝါကြောင်ဝတ်ဖူးတယ်အဲ့လိုကိုယ်တိုင်လည်းဝတ်ဖူးရမယ်တဲ့နော်အဲယဟန်ခံအောင်မလားယဟန်တန်ဆတ်တာလေးကိုပြောင်းဟုတ်ဟုတ်ပြီကိုယ်တိုင်ရောယဟန်ခံအောင်မလားလို့ကိုယ်တိုင်ကတော့မရဘူးသွားနိုင်တာရှိတာကဲအဲ့ဒါရှင်ပြုတ်အလှူတွေအချိန်များစွာလှူဘူးတယ်ဟုတ်တယ်မလားကိုယ်တိုင်လည်းကိုယ်ရင်ဝတ်ဖူးတယ် အဲအဲ့ဒါတွေမှားပြီးတော့ဩသာသနာတော်မှာဖြစ်ရမယ်လောက်ရမယ်အလှူကောင်းမှုတွေကိုငါကိုယ်တိုင်လှုပ်ဘူးတယ်ဆိုတာတွေးပြီးတော့ဝမ်းသာနေတယ်နော်ကဲနောက်တော့မဖြစ်မနေလောက်ရမယ်အလှူတစ်ခုကတော့ဘာလဲဆိုလို့ရှိရင်သူကအဲ့ဒါဝိပဿနာကောင်းမှုအကုသို့ကိုလုပ်ရမယ်ဘာကောင်းမှုကုသို့တော့ဝိပဿနာကောင်းမှုကုသို့ပါဝိပဿနာကောင်းမှုကျတော့ပိုက်ဆံနဲ့လောက်တာမဟုတ်တော့ဘူးရဲ့ အညာနဲ့လောက်ရတယ်ဘာနဲ့လောက်ရတော့ညာနဲ့လောက်ရတယ်ဘာနဲ့လောက်ရတော့ပြောညာနဲ့လောက်ရတယ်ညာနဲ့လောက်ရတယ်ညာနဲ့ကညာကဘယ်ပေါ်မှာခြုံထားရအောင်ဆိုခန္ဓာကိုယ်ကြီးပေါ်မှာညာခြုံထားဘယ်ပေါ်မှာညာခြုံထားရမှာတော့ခန္ဓာကိုယ်ကြီးပေါ်မှာညာခြုံထားပြီးတော့ကိုယ်ခန္ဓာကိုယ်ကြီးကိုခြုံမုံကြီးဘယ်ချိန်ကနေစပြီးတော့ကြည့်ရမှာလို့ဆိုကိုယ်မသိတဲ့တရေသားဘဝကနေကြည့် ။ဟောငါတရေသားဘွားကနေမွေးလာခဲ့တယ်။အဲ့ဒီကနေတနှစ်သား၁၀နှစ်သားဟုတ်လား20 30 40 50 60 80ဆိုခုဘယ်လောက်ရှိပြီတော့80ရှိပြီဆိုတော့အဲ80ပြည့်လာလဲဆိုတော့အဲအဲ့ဒါရက်တွေရက်တွေရက်တွေမပြောင်းလားပြောင်းခဲ့လားခန္ဓာကိုယ်အနေထားတွေမပြောင်းလားပြောင်းခဲ့လား ဘာလို့ပြောင်းတာတော့ဆိုတော့မမြဲလို့ပြောင်းတာကဲဘာလို့ပြောင်းတာတော့မမြဲလို့ပြောင်းတာကျန်တာတွေပြောင်းတာမပြောင်းတာအတာထာကိုယ်ခန္ဓာကိုယ်ရဲ့မပြောင်းလားပြောင်းလားပြောင်းပါတယ်အမြဲတမ်းပြောင်းနေတော့ကဲအနေစာဆိုတာအဲ့ဒါအပြောင်းနေတာကြီးကိုအနေစာလို့ခေါ်တယ်ဟုတ်တယ်မလားရွာကိုပြောင်းကိုအနေစာခေါ်တာမဟုတ်ဘူးခန္ဓာကိုယ်ကြီးရဲ့အမြဲတမ်းအိုခြင်းပဲပြောင်းနာခြင်းပဲပြောင်းသိခြင်းပဲပြောင်းတာအဲဘယ်ဘက်ပြောင်းတာတော့ ။ဟိုချင်းစီပြောင်း၊နာချင်းစီပြောင်း၊သေချင်းစီပြောင်းနေတာ။အဲတူတူလေးပြောမယ်ဆိုရင်အပြက်ဖက်ကိုပြောင်းပြောင်းသွားတာ။အဖြစ်အပြက်အဖြစ်အပြက်အဖြစ်အပြက်ဆိုပြီးတော့အချိန်နဲ့အချိန်နဲ့မဖြစ်ဘူးလားဖြစ်လား။မပြက်ဘူးလားပြက်လားပြက်တာပေါ့ခင်ဗျမိစာတစားမိတောက်နေသလိုပေါ့ဒီခန္ဓာကိုယ်ကြီးလည်းနောက်ကနေကံတို့ စိတ်တော့ဥရုတော့အာဟာရတော့အကြောင်းတရားတွေက ထောက်ပံ့နေလို့ဒီလိုခန္ဓာရက်ဇက်တိုက်ဖြစ်တာတကယ်လို့ဒါထောက်ပံ့မှုရက်သွားတယ်ဆိုရင်သိပြီပေါ့ခန္ဓာကိုကြီးထွားမှုဇက်တန်သွားမှာပေါ့အဲ့တော့အချိန်တိုင်းအချိန်နဲ့စက္ကန့်တိုင်းစက္ကန့်တိုင်းမှာကံတရားတွေက ထောက်ပံ့နေအဲ့ဒါထောက်ပံ့တဲ့အဲ့ဒါမလားအထောက်ပံ့အဖြစ်လေးတွေကဖြစ်ပြီးပြည့်သွားတယ်စိတ်တွေကလည်းထောက်ပံ့နေဥဒုတွေကလည်းထောက်ပံ့နေအာဟာရတွေကလည်းထောက်ပံ့နေထောက်ပံ့တာတွေကဘာလို့ ဖြစ်ပြက်ဖြစ်ပြက်ဖြစ်ပြက်ဆိုပြီးတော့သူတို့လည်းပဲအလုံးလုံးရတာပဲဟုတ်တယ်မလားအဲ့လိုအဖြစ်အပျက်တွေနဲ့သူတို့အကြဒီခန္ဓာကိုယ်ကြီးကို ထောက်ပံ့တာထောက်ပံ့ရင်ထောက်ပံ့ရင်လည်းဘယ်ဘက် ရောက်သွားတော့အိုဘက် ရောက်အနာဘက်ရောက်အသေးဘက်ရောက်တာပဲဟုတ်တယ်မလားဘာလို့တုံးဆိုအိုမျိုးအနာမျိုးအသေးမျိုးကိုဒါကြောင့်ကိုယ်ခန္ဓာကိုယ်ကိုခြုံကြည့်အောင်ငါခန္ဓာကိုယ်ကြီးကအိုဘက် ရောက်ပြီးအနာဘက်ရောက်ပြီးအသေးဘက်ရောက်ပြီးငါမလားဆိုတော့မဟုတ်ဘူး ခဏမွေးတဲ့ကလေးလည်းပဲတဖြည်းဖြည်းအိုးလာတာပဲတဖြည်းဖြည်းနားလာတာပဲတဖြည်းဖြည်းသိမ်မာပဲဆိုတာမှားဟုတ်တယ်မလားမမွေးသေးတဲ့လူတွေလည်းပဲဒီလိုပဲအိုကြမှာပဲဒီလိုပဲနားကြမှာပဲဒီလိုပဲသိကြမှာပဲဆိုတာမှားနော်အဲ့ဒါဘာလို့ဆိုလို့ရှိရင်မမြဲခြင်းကိုမှတ်တာအနေအဆအောင်မှတ်တာကဲမမြဲတဲ့အခါကျတော့မဆင်းရဲဘူးလားဆင်းရဲလား ်ဆင်းရဲတာဘောနှီးမျိုးစုံအနာမျိုးစုံဒုက္ခမျိုးစုံအခက်ခဲမျိုးစုံနဲ့တွေ့ကြုံပြီးတော့ခံစားရတယ်။အဲ့ဒီတည်းမှာဒီဒုက္ခခန္ဓာကိုယ်ကြီးရပေးတဲ့ဆင်းရဲကပူဆင်းရဲတယ်။ခန္ဓာကိုယ်ကြီးကဘာလို့လဲဆိုတော့အပူပေးရတာတစ်မျိုးအေးပေးရတာတစ်မျိုးဟုတ်တယ်မလား။ အဲနောက်ကြတော့ဘာလို့ဆိုအခုဆိုခင်ဗျဆေးတော့ရတာ2မျိုးဆေးလင်းရတာ2မျိုးနဲ့ကဲဒုက္ခမရောက်ဘူးလားရောက်လားရောက်ပါတယ်အဲ့တော့ကိုယ်ခန္ဓာကိုယ်ကြီးကိုခြုံပြီးတော့ငါခန္ဓာကိုကောင်းတာကိုမရှိဘူးဆင်းရဲပဲရှိတယ်လို့မှကဲခင်ဗျခန္ဓာကိုယ်မှာဘာရှိတော့ဆင်းရဲပဲရှိတာကဲပြောဘာပဲရှိရတော့ဆင်းရဲခန္ဓာကိုယ်ထဲမှာရှားကြည့်တဲ့ချမ်းသာတာတွေ့လာကဲအဲ့ဒါတေချာညာနဲ့ကြည့်ပဒါစားလေးနဲ့ပြောလို့မရဘူး ဟုတ်တယ်မလားခန္ဓာကိုယ်ထဲမှာရှားကြည့်ဉာဏ်နဲ့ချုပ်ထားစောစောပြောတဲ့ခန္ဓာကိုယ်ကြီးကိုဉာဏ်နဲ့ချုပ်ဉာဏ်နဲ့ချုပ်ဉာဏ်နဲ့ချုပ်ပြီးတော့ငါခန္ဓာကိုယ်ထဲမှာချမ်းသာတာဆိုတာဘာရောဆိုတာရှားကဲပဲဟာတော့ဘာမှမရှိပါဘူးခင်ဗျာအေးအဲ့ဒါဉာဏ်နဲ့ပြောရမှာစက်ဖြားလေးတွေပြောရမှာမဟုတ်ဘူးဟုတ်တယ်မလား เอ้งาขานาโกยเเละมาชั้นดาราสรว่าตะคู่มาไม่ရှိกูงาขานาโกยอ่ะชั้นดาราสรว่าตะคู่มาไม่ရှိกูสรว่ามาชั้นดาราโกขานาโกยตองมาชั้นดาบ่าวสรมาเบยหามาไม่ชั้นดาอูล่ะมาดาโลกมาผิดตะเหมยเป็ดตะเหมยอกงโลกอ่ะชั้นดาไม่ရှိกูเสียเเบยရှိดาเเละเอ้อก้าวนาลิซ้าดาลิชั้นดาเเละเทมเนเนก้าวนาลิวุฒดาลิชั้นดาเเละเทมเนเนอ่ะล่ะซ้าเนียดาวุฒเนียดาโกอ่ะเสียเเบยซ้าเเละกว่าไม่ซ้าลุแล้วไม่อยากเลยเสีย ဝေးရတယ်ကွာမဝေးလို့လည်းမဖြစ်ဘူးလေမလို့လားအဲ့ဒါစားတော့လည်းပဲထုတ်ရပြန်ရောလေအဲ့ဒါအဲဆင်းရဲတယ်ကြည့်ပဲဒါကြောင့်ငါခန္ဓာကိုယ်ကြီးကအဆင်းရဲပဲရှိတယ်ကဲခန္ဓာကိုယ်ကြီးမှာဘာပဲရှိရတော့ဆင်းရဲပဲရှိတယ်ဆိုတော့မှညံနဲ့ချုံပြီးတော့မှကိုယ်ကကိုယ်မျက်စိလေးမဲ့ပြီးတော့ကိုယ်ခန္ဓာကိုယ်သုံးသပ်ဩငါခန္ဓာကိုယ်ကြီးတဲ့မှာဘာချမ်းသာတာရှိတော့ငါခန္ဓာကိုယ်ကြီးတဲ့မှာဆင်းရဲတာပဲရှိတယ်ငါခန္ဓာကိုယ်ကြီးတဲ့မှာဆင်းရဲတာပဲရှိတယ်ဆိုတာအမြင်နဲ့အဲ့လိုမှတ် ကဲနောက်တော့ဘာမှရအောင်မလို့ဆိုလို့ရှိရင် ကိုယ်ခန္ဓာကိုယ်ကြီးကကိုယ့်အလိုတိုင်းလိုက်တာလား तू ဖြစ်ချင်တာဖြစ်တာလား तू ဖြစ်ချင်တာဖြစ်တာပါခင်ဗျာကိုယ်ဖြစ်ချင်တာဖြစ်တာပါလားပါဘူးခင်ဗျာကိုယ်ဖြစ်ချင်တိုင်းဖြစ်ကုန်မဖြစ်ဘူးကိုယ်ဖြစ်ချင်တိုင်းတခုမှကုန်ဖြစ်ခဲ့ဘူးဟုတ်တယ်မလားအဲ့ဒါဘာလို့ဆိုသူ့တဘာဝ तू ဆောင်းနေတာကဲခန္ဓာကိုယ်ကြီးကဘယ်လိုတော့သူ့တဘာဝ तू ဆောင်းနေတာသူ့တဘာဝကအိုမယ်နာမယ်သိမယ်ပဲလေ ။အိုမဲနာမဲတင်မဲပဲလေ။နောက်တော့ချုပ်ပြောရင်ပါတော့ဖြစ်မဲပြက်မဲဖြစ်မဲပြက်မဲခန္ဓာကိုယ်ကြီးရဖြစ်မဲပြက်မဲဖြစ်မဲပြက်မဲဖြစ်မဲပြက်မဲဒါပဲရှိတာ။အဲ့ဒါကိုညာနဲ့ခြုံပြီးတော့ကြည့်။ဩငါခန္ဓာကိုယ်ကြီးရငါခန္ဓာကိုယ်ကြီးလို့ဒါပြောတာ။ငါအလိုတိုင်းတစ်ခုမှမဖြစ်ဘူး။ဘု து အလိုတိုင်းဖြစ်တော့သူ့အလိုတိုင်းသူဖြစ်နေတာ။အဖြစ်အပြက်အလိုတိုင်းဖြစ်နေတာ။ဟုတ်တယ်မလားဆင်းရဲအလိုတိုင်းဖြစ်နေတာအစိုးမရတဲ့အလိုတိုင်းဖြစ်နေတာဒီလိုမို့လား အဲဒါကြောင့်မလို့ဩငါခန္ဓာကိုယ်ကြီးဆိုတာပြောတာပြောနေရတာငါခန္ဓာကိုယ်မဟုတ်ဘူးအဖြစ်အပျက်ခန္ဓာကိုယ်ကဲငါခန္ဓာကိုယ်လားအဖြစ်အပျက်ခန္ဓာကိုယ်လားအဖြစ်အပျက်ခန္ဓာကိုယ်ပါဗျာငါခန္ဓာကိုယ်ငါခန္ဓာကိုယ်လို့ပြောနေတာကဲဘယ်ဟာငါဟာတော့လို့မေးမယ်ဆိုရင်မေးလို့ရလားမရပါဘူး ။ဘာဖြစ်လို့လို့ဆိုတော့ကိုပိုင်တို့တခုမှမရှိဘဲနဲ့ကိုတခုမှမမြင်ပေးလို့မရဘူး။သူ့ဟာသူဖြစ်တာသူ့ဟာသူပြက်တာအမစားပါနဲ့ဆိုလဲစားတာပဲဟုတ်တယ်မလား။မပြင်းပါနဲ့ဆိုလဲပြင်းတာပဲအမနာပါနဲ့ဆိုလဲနာတာပဲဟုတ်တယ်မလားမကြိုက်ပါနဲ့ဆိုလဲကြိုက်တာပဲဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်နေတာဆိုတော့အဲငါခန္ဓာကိုဟုတ်ပါဘူးဘု து ခန္ဓာကိုတော့သူ့တဘာဝသူဖြစ်နေတဲ့ခန္ဓာကိုဟုတ်တယ်မလား ဒါကံတရားတွေကြောင့်ဖြစ်နေကြတာသင်္ခါရတရားတွေကြောင့်ဖြစ်နေကြတာအဲ့ဒီသင်္ခါရတရားတွေကိုတော့ငါတို့ကထိ ंछ ုံနိုင်မယ်ပယ်နိုင်မယ်ဆိုလို့ရှိရင်သင်္ခါရဏိရောဓသင်္ခါရဏိရောဓဝิญညာဏိရောဓဆိုပြီးတော့သင်္ခါရဆိုတာချုပ်သွားလို့ရှိရင် ဖြစ်မှုဒီပဋိသင်္ဍေဝิญဉ်အဲချုပ်သွားတာပဲပြိတ္တန်တွေဝဉဉ်ချုပ်ရင်မွေးဖွားမှုချုပ်တာပဲမွေးဖွားမှုချုပ်ရင်အိုးမှုချုပ်တယ် ။အိုမှုချော့ရင်နာမှုချုပ်တယ်နာမှုချော့ရင်သိမှုလည်းချုပ်တော့တာပဲမဟုတ်လား။မှန်ပါဗျာ။ကဲဒါဆိုအိုနာသစ်ဆိုတာအခြားကြောင့်ဖြစ်တာလားမွေးဖွားလို့ဖြစ်တာလား။မွေးဖွားတာရအခြားကြောင့်ဖြစ်တာလားကံသင်္ခါရတွေကြောင့်ဖြစ်တာလား။မှန်ပါဗျာ။အဲ့ဒီကံသင်္ခါရတွေကိုကျွတ်တော့အမတ်တရားတွေနဲ့ပယ်ရမှာ။မဲဆိုတာဘာလို့ဆိုတော့နိဗ္ဗာန်ကိုသွားတဲ့အတိတရားပါပဲမှန်လားအဲ့ဒါကိုဝိဇ္ဇာလို့လည်းခေါ်မယ်ပေါ့အဲ့ဒါစံကျင်ဘက်ကအဝိဇ္ဇာလို့ရှိတယ်လေ မတိမှုရေးကြောင်းမလို့သင်္ခါရအကံသင်္ခါရတွေပြုတာအဲ့ဒီလိုပြုတဲ့ခါကြတော့ဝိညာဉ်နေရတာပရိသန်နေဝိညာဉ်နေရတာပရိသန်နေဝိညာဉ်နေရတော့ဘွေးဖွားတယ်အိုတယ်နာတယ်သေတယ်ဖြစ်ရောအကုန်လုံးကဆင်းရဲဒုက္ခကြီးပဲအဲ့လိုနဲ့ပဲဘဝတန်တရားတစ်လျှောက်လုံးလဲလာခဲ့ကြတာအခုလည်းမပြတ်သေးရင်နောင်လဲလဲရအောင်ပါပဲအဲ့ဒါကိုဘာနဲ့ကြည့်ရမှာတော့ဉာဏ်နဲ့ကြည့်ပြောဘာနဲ့ကြည့်ရမှာတော့ဉာဏ်နဲ့ကြည့်ရဉာဏ်နဲ့ခြုံထား စောစောပြလို့ငါခန္ဓာကိုယ်ကြီးကအဖြစ်အပျက်ပဲရှိတယ်ငါခန္ဓာကိုယ်ကြီးကမမြဲတာပဲရှိတယ်ငါခန္ဓာကိုယ်ကြီးကဆင်းရတာပဲရှိတယ်ငါခန္ဓာကိုယ်ကြီးကဘာမှငါအလိုတိုင်းမလိုက်ဘူးသူ့သဘာဝတိုင်းသူဖြစ်နေတာပဲဆိုတာညာနဲ့ချုံပြီးတော့ခန္ဓာအလုံးလုံးပြောဘာလို့လောက်မှာတော့ခန္ဓာကိုဘာနဲ့တွေ့ပေးရမှာတော့ဉာဏ်နဲ့တွေ့ပေးရမယ်ပြောခန္ဓာကိုဘာနဲ့တွေ့ပေးရမှာဉာဏ်နဲ့ခန္ဓာနဲ့ဉာဏ်နဲ့အလုံးလောက်ရမှာဟုတ်တယ်မလား ခန္ဓာရဒီတိုင်းနေညာလည်းပဲဒီမှမသိဘူးဖြစ်နေတော့ဘာမှအကျိုးမရှိဘူးဒါကြောင့်ခန္ဓာကိုညာနဲ့တွေ့အောင်အဲ့ဒါစောစောပြောလို့အေးငါခန္ဓာကိုကြီးဟာအဖြစ်အပျက်ပဲရှိတယ်မမြဲတဲ့တရားပဲရှိတယ်ငါခန္ဓာကိုရဲ့ဆင်းရဲတာပဲရှိတယ်ငါခန္ဓာကိုရဲ့သူ့တဘာဝအတိုင်းဖြစ်နေတာငါအလိုတစ်ခုမှမပါဘူးဟာဆိုပြီးတော့အဲ့ဒီခန္ဓာကိုယ်ပေါ်မှာခြေစကောင်းဆုံးညာနဲ့ချုံပြီးတော့ အဲ့ဒါဆင်ခြင်းတဲ့အဲ့ဒါဝိပဿနာကုသိုလ်ဖြစ်တယ်ဆင်ခြင်းမှာများလို့ရှိရင်တရားဓုတရားမြတ်တွေရလာလိမ့်မယ်ဒီလိုဆိုရင်ကဲတရားဓုတရားမြတ်တွေရကျင်တယ်ဆိုရင်ခန္ဓာကိုယ်ကြီးပေါ်မှာညံနဲ့မချုံအောင်လားချုံအောင်မလားချုံဘယ်မှမသွားနဲ့ခန္ဓာကိုယ်ပေါ်မှာပဲကြည့်ခေါင်းစာခြေဆုံးဘယ်ဟာကမြဲတယ်လို့ဘယ်ဟာမှမမြဲဘူးခေါင်းစာခြေဆုံးဘယ်ဟာချမ်းသာတော့ဘယ်ဟာမှမချမ်းသာဘူးကောင်းစားခြေဆုံးဘယ်ဟာမှငါအလိုတိုင်းမလိုက်ဘူးအဲ့လိုမှနော် ကောင်းစားခြေဆုံးမြဲသလားမမြဲဘူးလားမမြဲပါဘူးကောင်းစားခြေဆုံးမဆင်းရဲဘူးလားဆင်းရဲလားမဆင်းရဲပါဘူးကောင်းစားခြေဆုံးကိုယ်လိုလိုက်တာလားသူ့လိုတိုင်းဖြစ်နေတာလားအဲ့ဒါကိုညာနဲ့ချုံချုံပြီးတော့အတိတ်တိတ်စိတ်စိတ်လေးနေပြီးတော့အဲ့ဒါစဉ်းစားမြည်နေတဲ့ကြည့်တဲ့လုံထွေးမနေနဲ့ညာနဲ့ချုံချုံပြီးတော့နေကြလား တော်ညိုဘာချောမှာတော့ညံနဲ့ချုံနေညံနဲ့ချုံခန္ဓာကိုယ်တစ်ခုလုံးညံနဲ့ချုံချုံပြီးတော့နေတယ်ဆိုလို့ရှိရင်အဲ့ဒါခင်ဗျာအဲ့ဒါညံနေတက်လာပြီးတော့နောက်ဆုံးအဲ့ဒါသစ္စာညံနေဟုတ်တယ်မလားမဲ့ညံနေဖိုးညံနေနိဗ္ဗာန်ထီအောင်ရရှိနိုင်ပါလိမ့်မယ်ကဲဒါကြောင့်ခနေ့ကထေမြာသင်္ကန်းနဲ့တကွဟောပြောမယ်ဆိုရင်ဂတိတရေတကရေအလူနော်တကရေအလူတကရေနဲ့တသားအလူအဲတိန်130ကျော်လှူဒန်းနဲ့အလူဝဲကြီး ခဏအောင်မြင်ပါပြီအောင်မြင်တဲ့အထိတ်အမှအနေနဲ့ဒါတရားတော်ဟောလိုက်တာလည်းပဲဒီတရားတော်ဏီကုံချုပ်ပါပြီတရားတော်နဲ့လျော်ညီအောင်နေကြပါထို့သောလျာတရားတော်နဲ့လျော်ညီအောင်နေကြ၍အတိညာတရားများမြင့်တဲ့မြင့်ပြီးလင်နောက်ဆုံးမဲ့ညာဖုံညာမြတ်နိဗ္ဗာန်ကို လေးမြန်စွာမျက်မှောက်ပြုလည်နိုင်ကြတဲ့တတော်ကောင်းတွေဖြစ်ကြပါသည်ကုန်သတည်း